ရှိဥစွာဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့နာခံချင်းဤအဆုံးမှာဆိုရက်ကောင်းစဉ်လေးနဲ့ကြွားပေးတော့မှာဖြစ်ပါတယ်။ဟေဘေဩရစာခန်း6စာပိုက်14:15ကိုဖတ်ပါမယ်။ငါသည်တင့်အားအစဉ်မြဲကောင်းချီးပေးမည်။တင့်ကိုအစဉ်မြဲပွားများစေမည်ဟုချိန်ဆိုတော်မူ၏။ထိုတို့နှင့်အညီအာဗျံသည်တိခါလက်စောင့်နေပြီးမှဂရိတော်ကိုဝင်စားလေ၏ပြောရတွေ့ရတယ်။ အဲ့တော့ဘုရားသခင်ရဲ့ဂရိတော်ကသူဘယ်ချိန်မှာခံရတဲ့ဂရိတော်လဲဆိုတော့ဒီအစင်မဲကောင်းကြီးပေးမယ်အစင်မဲပွားများစေမယ်ဆိုတာနော်ကောင်းကင်ကြေခဲ့သူသမုတ်တရားတဲလုံးခဲ့သူအစင်မဲပွားများစေမယ်တင့်ရအမျိုးတွေအပြင်လဲလူမျိုးပေါင်းတွေကောင်းကြီးမင်္ဂလာခံရမည်ဆိုရက်ဂရိတော်ကနော်ဘယ်ချိန်မှာထပ်ရတယ်ဆိုပရမရတာကကပောက်ချံခန်းစနစ်အသက်85 သူ့သူ့ရည်ညွှန်းတဲ့ကျမ်းပိုက်ကတော့ကပောက်ချံအခါ20စာပိုက်16 18လောက်မှာရှိတယ်ဟုတ်အဲဇာကိုပူဇော်ပြီးတဲ့နောက်မှာထပ်ပြီးရတဲ့ဂရိတော်ကိုရည်ညွှန်းတာဖြစ်ပါတယ်ဆရာအတိတ်ဘက်ကတော့သူ့ရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်တဲ့အဲကျမ်းစကားကကပောက်ချံအခါ20မှာ ပြည့်စုံလာတယ်ဘယ်လိုပြည့်စုံလဲဆိုတော့ လက်တွေ့နာခံလက်လျှောက်ခြင်းအဖြစ်ပြည့်စုံတယ်ဒါလိုပြောတာဖြစ်တယ်ရောက်ကိုခန်းနဲ့စာပိုက်21က26လောက်ထိဖတ်မယ်ဆိုအဲ့လိုရှင်းပြတာတွေ့ရတယ်အဲ့တော့စဉ်းစားကြည့်မယ်အာဗျံကတိခံပြီးမှဂရိတော်ဝင်စားတယ်တဲ့ဆရာသူ့ဆောက်ခေါ်တဲ့ချိန်မှာအသက်85နှစ်တေတော့185နှစ်ဆိုတော့ဘလောက်တိခံလဲဆိုတော့အနှစ်ပေါင်း100ဖြစ်တယ် နှစ်ပေါင်းတရာလုံတီးခံပြီးတဲ့နောက်မှာဂရိတော်ဝင်စားတယ်ဆိုတော့အဲဂရိတော်ကမိကြီးပေါ်မှာပေးတဲ့ဂရိတော်မဟုတ်သေးဘူး။ဘာဖြစ်မလဲဆိုတော့ကောင်းကင်ဘုံကိုရောက်သွားတာကိုပြောတာဖြစ်ပါတယ်။ဒါဟေဘရခန်း7စာပိုက်930 7လောက်မှာရှိတယ်။ဂရိတော်မြေမှာသူကဣဇက်ရာကုတ်ရတဲ့သူတဲမှနေတယ်တဲ့။ဘာဖြစ်လို့တဲမှနေလဲဆိုတော့နော်ဒီ ဟုတ်လားဖြစ်အကြောင်းမူကားဖျားခင်တီထောင်ပြုစုတော်မူသောခိုင်ခတ်မြဲမြံသောမြို့ကိုမျောလင့်တည်းသူကမျောလင့်နေတာကကောင်းကင်ဘုံကိုမျောလင့်နေစရောအနှစ်တရာတီးခံပြီးမှ ကောင်းကင်ဘုံမှာဂရိတော်ဝင်စားတယ်။ပြည်မြေကြီးရဲ့ဂရိတော်ကဘယ်တော့ပြန်ပြည့်ပြည့်စုံလာလဲဆိုတော့အာဗျံကနော်သူ့ရဲ့ကာလက BC 2000ဝန်းကျင်ဖြစ်တယ်။အဲ့တော့သူ့ရဲ့ဣဇရဲ့သားယာကုပ်ယာကုပ်ရဲ့သားသမီးတွေကဂရိတော်မျိုးဝင်တဲ့အချိန်ကနော် BC 1400ဝန်းကျင်ဖြစ်တယ်။ဆိုတော့နှစ်ပေါင်း950 600လောက်ပြည့်တဲ့အချိန်မှာမြေကြီးနဲ့ဆိုင်တဲ့ဂရိတော်မျိုးသူတို့ဝင်စားခွင့်ရရှိကြတယ်။အဲ့ဒါလဲအာဗျံ။ ခံရတဲ့ဂရိတော်ဝင်စားခြင်းအတူတူပဲပြီးရင်နောက်ထပ်နော်နှစ်ပေါင်း2000လောက်ကြာတော့ယေရှုခရစ်တော်ဒီလောကလာပြီးတော့မှနော်ယုံကြည်သောလူအလုံးဒီနေ့ခရိယအလုံးပေါ့ပြောမှဆိုစစ်မှန်တဲ့ခရိယနေပေါ့နော်အလုံးတော့ဟာနော်တဲ့အမျိုးຫນွယ်အဖြစ်လဲလူမျိုးပေါင်းတော့ဟာကောင်းချင်းမင်္ဂလာခံရမယ်ဆိုရက်ဂရိတော်ကိုကောင်းကင်ဘုံမှာအဗျံကဝန်စားခွင့်ရရှိကြောင်း တွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ဓမ္မမစ်ဆွေကျွန်တော်တက်တာမှာနော်ကျွန်တော်တက်တာမှာဒီနေ့နာခံခြင်းအဖြစ်နော်ပရမတော်ယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ရတဲ့ဂရုရှိပါတယ်။နော်အာရဖြတ်မှတ်တော်သူလို့ဘုရားသခင်သတ်မှတ်ပါတယ်။ပြီးရင်လည်းကျွန်တော်အတိအသေးမှာဘုရားသခင်အကြံစီရှိပါတယ်။အဲ့ဂရီတော်ဒီဟိုတယောက်ချင်းချင်းကျွန်တော်ခံရပါတယ်နော်အဲ့တော့အဲ့ဒါကိုကျွန်တော်နော ဘယ်လိုဝင်စားမလဲဆိုတော့လက်တွေ့နာခံခြင်းအဖြစ်နော်ထပ်ပြီးတော့မှခရစ်ပေးပါမယ်ဆိုတော့ဘုရားသခင်ကအတီးပြုတ်ပေးပါတယ်အဲ့ဒီကမှာကျွန်တော်တို့ကအဲ့နာခံခြင်းကိုဘယ်လိုလုပ်ရမလဲဆိုတော့သိခံရမယ်ခရစ်တော်ကိုလမဝင်စားမခြင်းအမွေမခံရမခြင်းသိခံရမှာဖြစ်ပါတယ်ဓမ္မမစ်ဆွေ နော်အာဗျာက နှစ်ပေါင်းတရာတိခံတယ်ဒီနေ့ယောသတ်လည်း73နှစ်လုံးလုံးတိခံပြီးမှဂရိတော်ကိုဝင်စားရတယ်ဒါဝဲဆိုလည်း78နှစ်လောက်တိခံပြီးမှဂရိတော်ဝင်စားရတယ်ရှင်ဘီဖြစ်မယ်ဆိုတော့ဘုရားခင်ဂရိတော်ဗိသိက်ကအသက်30ကျော်မှနော်နှစ်ပေါင်း78နှစ်လောက်တိခံပြီးမှဂရိတော်ဝင်စားရတွေ့ရပါတယ်ဒါကြောင့်မေဆွေအနေနဲ့ဘုရားခင်ဂရိတော်သင်ပါရခံရပါတယ် ခံရတယ်ဆိုရင်တော့ဒီနေ့နော်နာခံလောက်လျှောက်ခြင်းရှိပါအဲ့ဒါကိုတိခံပါနော်တိခံပါအားပေးခြင်းနဲ့အဲ့တော့ဟေဘဲခန်း၁၀စာပိုက်34ကနေ35နော်36ထိမှဘာတွေ့လဲဆိုတော့ထိုအခါသင်တို့ဒီအချင်းခံရသောသူတို့အတွက်ကြောင့်ကျင်နာသောစိတ်ရှိရသည်သံမကတ် ကိုအုပ်ကိုပြည့်စည်ဥစ္စာများကို သူတစ်ပါးလူယူပြည့်စည်တော်လဲကိုသုံးစရာဖို့ကောင်းကင်ဘုံ၌တိုက်မြက်တော်အမဲတီတော်ဘာနာရှိဒီကိုတည်၍လူယူပြည့်စည်ခြင်းကိုဝတ်မြတ်သောစိတ်နဲ့ဝန်ခံကြ၏ဖျားသခင်အလိုတော်ကိုဆောင်ပြီးမှဂရိတော်အတိုင်းအကျိုးကိုခံရမိကြောင်းတိခံခြင်းစိတ်ရှိရမယ်အဲ့တော့နာခံခြင်းရှိပြီးမှ ဒီနေ့ယုံကြည်တဲ့တိုင်းလံခံလက်လျှောက်ကြတယ်နာခံလက်လျှောက်ကြတဲ့ခါမှာအလုံးဟာထောင်နှခန်းနှင်းကြရတယ်ရှေးယုံကြည်သူတွေကအဲ့တော့တချို့ကတော့ထောင်ကြတယ်ကိုကိုရံလည်းထောင်ကြဖို့အတွက်ထောင်နှခန်းနှင်းပြီးတော့မှနာခံကြရတယ်ဒါပေမဲ့ထောင်ကြတဲ့သူလည်းသွားကြည့်တယ်တဲ့နော်မကြောက်ဘူးသွားကြည့်တယ်အဲ့လိုသွားကြည့်တဲ့ခါမှာဘာဖြစ်လဲဆိုတော့မင်းအာနာပိုင်တွေကသူတို့ စီးစင်ဥစ္စာပစ္စည်းဥစ္စာလေယာအင်ယာတွေတိမ့်တယ်အသိခံရတယ်နော်ဘယ်လိုပြောတာဖြစ်တယ်အသိခံရပေမဲ့လည်းငါတို့ကကောင်းကင်ပေါ်မှာ နော်ဘာနာရသွားတယ်နော်အဲ့တော့ဘယ်သူမှလူပျက်စီးလို့မရတဲ့ကောင်းကင်ပေါ်မှာတိုင်းမြတ်သောအမြဲတည်သောဘာနာရရှိတယ်ဆိုတော့သူတို့သိတဲ့ခါမှာဝမ်းမြောက်တယ်ချင်းနော်ဝမ်းမြောက်တယ်အဲ့တော့ကြောင့်လည်း အဲ့ဒီရဲရင်စွာနာခံလက်လျှောက်တဲ့အာကိုမစွန့်ကြနဲ့တိခံပါတဲ့နော်တိခံလဲဆိုရင်တော့ဘာဖြစ်မလဲဆိုတော့အလိုတော်ဆောင်ပြီးမှခရီးတော်တိုင်းအကျိုးကိုရမိအကြောင်းတိခံခြင်းစိတ်ရှိရမယ်ဒါကြောင့်ဓမ္မမေဆွေဒီနေ့ဒါရှေးယုံကြည်သူတွေကဒီတိုင်းပဲလက်လျှောက်ကြတာဖြစ်ပါတယ်မိကြီးပုံမှာသူတို့ရှုံးရှုံးနေမြတ်ဒီကောင်းကင်ပုံမှာမရှုံးနိုင်တဲ့မပြည့်စည်နိုင်တဲ့ เนาะทารัตตีเมะတဲ့ตายิเม็ดတဲ့စီးစိမ်ကိုဖြစ်စီမှာဖြစ်ပါတယ်ပြောချင်တာကကောင်းကင်ဘုံရောက်တာချင်းအတူတူဘုရားသခင်အမျက်နှာပေးခြင်းချီးမြှောက်ခြင်းတိုင်းခါမယ်ဆုတရဖို့တိုင်းချီးမြှောက်ခြင်းခါမယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မြေကြီးပေါ်မှာလည်းကျွန်တော်တို့เนาะဒီနေ့ဟာလာဂရိတော်ကိုဝန်စားခွင့်ရရှိမှာဖြစ်တယ်လို့ကောင်းကင်ဘုံမှာလည်း နော်ဘုရားသခင်ဂရိတော်ကိုဝန်စားခွင့်ရမှာဖြစ်ပါတယ်ဒါကြောင့်နာခံခြင်းအဆုံးကတော့နော်ဂရိတော်ဂရိတော်ဝန်ခံခြင်းဖြစ်ပါတယ်တို့အတွက်ကြားထဲမှာ အဆုံးတိုင်တည်ကြည်ပါတိခတ်ပါလို့ခွားပေးနေနေကုန်ချုပ်ပါတယ်သင်တို့အားလုံးဘုရားသခင်ကောင်းချီးပေးပါစေတော့အာမင်